်မင်္ဂလာပါခင်ဗျာယနေ့သမိုင်းနဲ့ရှေးဟောင်းတုတေသနနယ်ပယ်အတွက်စိတ်ဝင်စားစရာကောင်းသည့်သတင်းတစ်ခုကနေပြည်တော်လေဝေးမြို့နယ်မှာထွက်ပေါ်လာပါတဲ့နိုဝင်ဘာလ16ရက်နေ့တွင်ဒေတာခံများသည့်ပတ္တာချောင်းအတွင်းမှနှစ်ပေါင်းများစွာမြုပ်ွယ်နေခဲ့သောရှေးဟောင်းလောင်းလေကြီးနှစ်စီးကိုရှာဖွေတွေ့ရှိခဲ့ခြင်းပဲဖြစ်ပါတယ်ဤတွေ့ရှိမှုသည့် ရိုးရိုးလေးများမဟုတ်ပဲပေနှစ်ဆက်ကျော်ရှိလျားပြီးခိုင်ခန့်သောတစ်မာသားဖြင့်လက်ရမြောက်စွာထွင်းထူထားသည့်လေကြီးများဖြစ်ကြောင်းသိရပါသည်။ကျွမ်းကျင်သူများ၏အဆိုအရဤကဲ့သို့သောလေများကိုရှေးခေတ်မြမဘရင်များလက်ထက်ကဖျားပင်ရနှင့်မင်းခန့်မင်းနာခန္ဓာများတွင်အသုံးပြုခဲ့သည့်တမိုင်းဝင်အမွေနှစ်များအဖြစ်မှတ်ယူရမည်ဖြစ်ပါသည်။ ဒေတာခံပြည်သူများသည်ငင်းတို့၏ယဉ်ကျေးမှုအမွေနှစ်များကိုထိမ့်သိမ့်လိုစိတ်ဖြင့်ကိုထူကိုထဆူပေါင်းကလေကြီးများကိုချောင်းရည်ထဲမှဂယုတဆိုင်ဆွဲတင်နေကြပြီဖြစ်ပါれမြမရည်ကြောင်းတမိုင်း၏အခန်းကဏ္ဍတစ်ခုကိုဖော်ညွှန်းနေသည့်ဤထူကြသောတွေ့ရှိချက်အကြောင်းကိုဆက်လက်တင်ပြသွားပါမယ် ဲ့ဒါနောက်ထပ်ဒီစင်းတူးနေရနော်ဒါတော့ကောင်းမော်တင်မဲ့အနေထားပေါ့နော်ဒါဒီရွာသားတွေကောင်းမော်ကိုဆွဲတင်တော့မှာကဲကဲတောက်မှာနော်ကဲကဲတောက်မှာဟဲ့နော် လာလာမှာလေလာလာမှာတော့နေလာလာမှာဟိုကရင်မြစ်တော်သူဘယ်ကဘူးပြလောအောင်မှာဟိုဒီတို့လေးရပိုးရှိတယ်ဟဲ့ဟာဒီလေးရပိုးရကြည့်ရနော်ဒီနှစင်းတွေ့တာဗျာနော် Okay. Nhìn vui à kê bê chênh bê nó Bê nè bê anh sâu quả được Ê ô mô thông khô ra Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ဟိုတို့တော့ရှိနေတော့ဘယ်မှာပါလဲဟောအဲ့ဒီအဲ့ဒီနားလေးမှာလားနောက်တစ်ကြီးကဟောဟုတ်ကနာအဖောင်းဩအဟိုမှာဆုတ်ထုတ်ပြီးမှာအပေါ်ပြန်တလေးရအောင်ဒီ20နဲ့ကြာနော်နောက်ထပ်လည်းစဉ်ကြက်သေးရဲ့ဘိုးမှာ24နေရုံပဲဟုတ်တယ်ပါလေ 好，来来来，来来来，都好重的，一人称嘛。啊，姑妈姨，你这一一来，啥子路品你都不拿过喽？哈哈。 နောက်တစ်စင်းပြတော့ဘုံမောဆွဲတင်ကြတာလည်းပြနော်ကျော်တီရသားတွေတရားလုံးနေပါပဲအစားမအစုံတက်တက်ဆွဲတယ်တက်တက်ဆွဲတယ်အာဒီအပူချွေကလို့ဝင်တော့ဒီနေ့အပူကြီးနေတယ်နော်အဲ့ကြီးနေကြီးရဲ့နော်ညောင်ပါအစုံဖဲမဲကဲညတွေ့ရခဲ့ပြီချင်းနေပြန်နော် đã bỏ yang mà mình chưa mệt rồi. Xin chào nhà, xin chào mà chưa mệt rồi. Xin chào nhà, xin chào nhà. Xin chào nhà, xin chào nhà. Tống rể lý đồng xì để biểu nó. ေနဲ့ဆိုတော့52ပေရှိတယ်။အရှည်ရတော့လေရတာ twin လက်စထင်နေပြန်နော်မပြီးသေးဘူးဘယ်နှခုနှစ်ကလေကြီးလဲတော့မသိဘူးဗျ စီအဲ့ဒါကဘုရားတွေ့ရလားဆိုတော့ဒါလည်းဟုတ်ပါဘူးကောင်းမမတစင်းရှိတယ်ဗောနော်နှစ်စင်းဟာနည်းရကဲဘာအသားတွေလဲတော့မသိဘူးဒီမဆွေးဘူးဗျာနော်ကြည့်ပါအောင်ဗျာအဲအိုးဘောကောင်းလိုက်တာနော် ဆိုသူရတာတကယ်မှလေးစားဖို့ကောင်းတယ်နော်တက်ညီလက်ညီနဲ့အပေါ်ဆွဲတင်ကြတာကဲဒီကောင်ကဒီရကိုမျိုးလုံးမဲ့နေနဲ့ပူကြီးတယ်ဒီလေးရပူကြီးတယ်တဲ့ကြနော်ဒါနောက်ဆုံးသူ့ဖို့လေးလေးအဲ့တော့အားမကြောက်ပါဘူးကြည့်ကြည့် လုံကြီးလုံကြီးကျိုးလူလို့ရတယ်ဒါကတော့မှတ်တမ်းနဲ့ဗီဒီယိုဖိုင်လေးတွေပေါ့ဗျာနော်ဘော်ကိုဆွဲတင်မယ်ကဲအများကြီးရဲ့နော် ရွာသူရွာသားတွေပေါ်ဆွဲတင်ကြတာနော်တင်တယ်အားနေပဲအရွာလုံးကြီးပါပဲနော် ဒီနေကြီးတွေကိုဒါတမိုင်းဝင်ကြားတိုက်ထဲမှာထားတင်နေဗျာနော်ပြေအောင်လုံးနှီးပါပဲဗျာနော်အနေပြီးတော့လေဝင်းမျိုးပတ်တာချောင်းထဲမှာရှိတယ်ဗောနော်ရှေးအောင်ဒီရှေးအောင်လောင်းလေးကြီး20ဗော24နေတဲ့မှတ်တမ်းနေလေးကဲကြည့်ပါဦးဗျာဒီအောင်လုံးနှီးပါပဲလာရောက်ပြီးတော့ 2 4ဆွဲတင်ကြတာပေါ့ဗျာနော်လေးတစ်စင်းရတော့ဒါကုန်းမော်ရောက်ရှိသွားပြီဒါအဲ့တော့နောက်ထပ်တစ်စင်းကဲကြည့်ပါအောင်ဗျာနော်ဒါ twin လက်စကြီးထင်နေဗျာနော် ဲ့ကြည့်ကြပါဦးမျိုးလေးတကယ်ဟိုမှာမြင်တွေ့ရခဲ့ပြီချင်းပေါ့ဗျာနော်ဒီလေကြီးတွေကိုလာရောက်ပြီးတော့ကြည့်ရှုတဲ့သူတွေကလည်းမနေမနောပဲကဲဒါလေကြီးမှာစားရေးထားတယ်ဗျာနော်ဘယ်နှခုနဲ့ဆိုတော့ ဟိုကမဒီကလည်းပြောတာဒါဖတ်တဲ့လူရှိရင်တော့သိလိမ့်မယ်ကဲဒီမှာနော်တေချာရိုက်ပြတာလေစာရီတော့ရေးထားတယ်ခါလေးဒါရဲ့သူခုနှစ်တည်ပြန်ခုနှစ်တည်ပြန်နော် ဘာတစ်သားကြီးလဲမသိဘူးနော်ခွေးရီမဆွေးဘူးဆိုတော့တတော်မှထူးဆန်းလုံးနဲ့မင်းကြီးကပေါ့ကဲဗျာကြည့်ပါဦးနော်ကိုလီရဲ့ဘယ်ပရှင်တင်ကျောင်းနေလားတော့မသိဘူးနော်အဲ့လွေမဟုတ်ဘူးပြန်တော့ဟိုကတုံးကြီးပါအော်တုံးဟုတ်ဘူးလေဟာဩအာကောညနေခေါ်ရအောင်ဒါသူတို့ဟိုကတွေ့ပြီပါပြီနော်ပါလေသူတို့တောင်ခုနကဘလောက်ဘလောက်ဆိုဟိုဟာရဲ့တည်ရလေ ခုနှစ်ပေစာရည်နဲ့ရေးထားတာပဲဗျနော်ဟုတ်တယ်ရှေဟောင်းတုတေသနာရည်ဆိုတော့တိတိလိုက်မယ်ဗျနော်တို့ရဲ့လက္ခဏာတွေပြသူရဲ့လားမသိဘူးကဲဒါကတော့တကယ်မှတောက်မိုင်းဝင်တာမှတ်တမ်းပေါ့ဗျနော်ဟဲ့ဟဲ့ဥစ္စာလေးဟဲ့ဥစ္စာလေးညာဟဲ့ဥစ္စာလေးသူဒါဒါလေးဒါတည်းရသူတို့ရဲ့အတင်းကြီးတာလေးဟုတ်တယ်နော် ်ဘူးဘက်မှာလည်းပါတယ်ဟိုဘက်မှာလည်းပါတယ်ပါလေအဲ့ဥစ္စာကသူကတင်နေတာလေဟိုတော့ပဲသူတင်နေတော့နော်အဲ့ဥစ္စာအဲ့ဥစ္စာကမှသူကအဲ့တော့မှကြည့်ပြီးတော့မှဒါဘယ်နှခုနဲ့ဆိုတာဟောပြီးရတယ်သူတည်တနာကဲသူသူဆက်ဆံဟိုဗျာနော်အကြီးပဲအင်းဒါသူက၎င်းရိုက်ထားမှုကြာလေ ိပါအောင်ညာအကြည့်ပဲတကယ်ဟိုမှာရှေးဟောင်းတမိုင်းဝင်အမွေနေကြီးပေါ့ဗျာနော်ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြည်ဖန်လေးကဒီလောက်ပါပဲဒီပြည်ဖန်လေးရဲ့ဖြစ်စဉ်ကတော့ဒါနေပြည်တော်လေဝင်းမြို့ပတ်တာကျောင်းအတွင်းမှာရှိတဲ့ရှေးဟောင်းလောင်းလေးကြီးနှစ်စင်တွေ့ရှိလို့ဒါ